န်ပြပေးမယ်ပေါ့နော်ပြန်ကြကဏ္ဍလေးကိုပြပေးမယ်ပြပေးမယ်ဆိုတော့ဥနေတို့ဒီကနေပြီးတော့စလိုက်မှာပေါ့နော်ဒီမှာတုံညာခါတုံညာခါကြောင့်သူ့အောင်မှာတုံညာပရိရိုက်တယ်တုံညာခါကြောင့်တုံညာပရိရိုက်တယ်ရိုက်ပြီးတော့သူ့ရဲ့နောက်တစ်နှစ်မှာတုံညာပါတဲ့ကဏ္ဍတစ်ခွက်ဒီပြန်ကြကဏ္ဍဒါပရမတ်တကက်နော်တုံညာခါကြောင့်တုံညာပရိရိုက်မယ်သူ့ရဲ့နောက်တစ်နှစ်မှာတုံညာပါတဲ့ကဏ္ဍဒီပြန်ကြလို့ကစားမယ်ဒါပရမတ်တကက်ဟုတ်ပြီဒါဆိုရင်ဒုတိယအကက်မှာလေအဲ့နှစ်ထဲမှာ တုံညခါတုံညပရိတ်လို့ပြန်ကစားတယ်။ပြန်ကစားပြီးတော့သူ့ရဲ့နောက်တစ်နှစ်မှာလည်းနော်တုံညပါတဲ့ကဏ္ဍတစ်ခွက်တုံည69ဆိုတဲ့ကဏ္ဍဒီသူ့ရဲ့အဖို့ကပြန်ကြပေါ့နော်ဒီကဏ္ဍကဒီကိုပြန်ကြဖြစ်နေကစားတယ်။ဟုတ်ပြီဒါဆိုရင်အဲ့ဒီနှစ်ထဲမှာပဲတခါနောက်တစ်ခါတုံညခါတုံညပရိတ်လို့ကြတယ်။ကြပြီသူ့ရဲ့နောက်တစ်နှစ်မှာတုံညပါတဲ့ကဏ္ဍတစ်ခွက်ပြန်ကြလို့ကစားတယ်။ဒါ၃ခက်ရှိပါပြီပေါ့နော်။ဟုတ်ပြီဒါဆိုရင်အဲ့ဒီနှစ်ထဲမှာတုံညခါနဲ့တုံညပရိတ်လို့ကြတယ်။ ကြံပြီးတာနဲ့သူ့ရဲ့နောက်တစ်နှစ်မှာတုံညပါတဲ့အနန္တကွယ်ပြီးပြန်ကြတယ်သူလေးကပ်ပေါ့နော်လေးနှစ်စတိုက်ကစားတယ်ပေါ့နော်လေးနှစ်စတိုက်ကစားတယ်နော်ပထမအကတ်မှာတုံညခါလို့ကြပြီးတာနဲ့သူ့အောက်မှာဘူကြီးပရိတ်20ပရိတ်ကြတယ်တုံညခါဘူကြီးပရိတ်ကြပြီးတာနဲ့သူ့ရဲ့နောက်တစ်နှစ်မှာတုံညပါတဲ့ကနန်းပြန်ကြတယ်တုံညခါဘူကြီးပရိတ်ကြတယ်သူ့ရဲ့နောက်တစ်နှစ်မှာနော်တုံညပါတဲ့ကနန်းတကွယ်ပြန်ကြကစားတယ် အဲ့ဒီနှစ်ထဲမှာလည်းတုံညာခါနဲ့ဘူကြီးပရိတ်ကစားတယ်သူရဲ့နောက်တဲ့နှစ်မှာလည်းတုံညာပါတဲ့ကနန်းတကွက်တီပြန်ကြလို့ကစားတယ်အဲ့ဒီနှစ်ထဲမှာပဲတုံညာခါနဲ့ဘူကြီးပရိတ်လို့ကစားတယ်နော်ကစားတဲ့အတွက်ကိုသူရဲ့နောက်တဲ့နှစ်မှာတုံညာပါတဲ့ကနန်းတကွက်ပြန်ကြအဖြစ်နဲ့သူကကစားတယ်ပေါ့နော်ကဲဟုတ်ပြီအဲ့ဒီလိုတွေကစားလိုက်တဲ့အတွက်ကိုသူကသူကဘာဆက်ပြီးလုံးပါလဲဆိုတော့တုံညာခါတုံညာပရိတ် ူ့ရဲ့နောက်တဲ့နှစ်မှာတုံ့ကြပါတယ်ခဏပြန်ကြပြီးတာနဲ့သူကတခါနောက်တဲ့နှစ်ကျတော့နောက်နောက်နှစ်တွေကျတော့ဘယ်လိုဖြစ်လာလဲဆိုတော့ထိတ်ရဲ့ခါရဲ့အပိတ်ရဲ့ပေါင်းခြင်းတွေတုံ့ကြရတယ်ဇောင်းပေါင်းခြင်းတုံ့ကြလို့ဖြစ်ပြီးတာနဲ့သူ့အောင်မှာပြန်ကြခဏလို့ရိုက်တယ်ဒါပရမတကယ်အဲ့ဒီလိုရိုက်ပြီးတာနဲ့သူ့ရဲ့နောက်တဲ့နှစ်ကျတော့နှစ်ခါလို့ပုံတွေထောက်ပြီးတာနဲ့သူ့ရဲ့ဇောင်းမှာခွန်နောက်ပိတ်တဲ့ခဏတွေပြန်ကြတုံ့ကြရဲ့နှက်ခခွန်နောက်ပိတ်တဲ့ခဏတွေပြန်ကြဒါဝမ်းဆက်လာပြီအဲ့လိုပဲသူ့ရဲ့နောက်တဲ့နှစ်မှာနော်သူ့ရဲ့နောက်တဲ့နှစ်မှာလည်း ပထမအကက်ကလို့ပဲ6 9 3တိုံရလို့ဖြစ်လို့သူ့အောက်မှာကြမဲ့ကနန်းဒီသူ့ရဲ့အပေါ်ကပြန်ကြကနန်းအဲ့လိုပြန်ကြလို့ကစားပြန်တယ်သူ့ရဲ့နောက်တဲ့နှစ်မှာဒီနှစ်ခါရဲ့မြင်းကုန်မှာထွက်မဲ့ကနန်းဒီခွန်နောက်ပိတ်တဲ့ကနန်းဒီပြန်ကြဆိုပြီးတွက်ထွက်တယ်ဒါနှစ်ကက်ရှိပါပြီပေါ့နော်ပြေကောင်းပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာသူ့ရဲ့နောက်တဲ့နှစ်မှာဒီလိုသုံးလုံးပေါင်းချင်းတုံရလို့ဖြစ်တဲ့အောက်မှာဒီကနန်းဒီသူ့ရဲ့အပေါ်ကနေပြီးတော့ပြန်ကြဆိုပြီးတော့သူကကစားတယ်ကစားပြန်တယ်သူ့ရဲ့နောက်တဲ့နှစ်မှာဒီနှစ်ခါရဲ့ဇောင်းမှာတုံရရဲ့နှစ်ခါ ခွန်တော့ပိတ်တဲ့ကဏ္ဍဒီနော်ပြန်ကြဆိုပြီးသူကကစားတယ်ဒါသုံးကပြီးသွားပြီဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာနော်လေးကမြောက်မှာဒီသုံးလုံးပေါင်းချင်းတုံညလို့ဖြစ်ပြီးတယ်သူ့အောင်မှာထွက်မဲ့ကဏ္ဍဒီသူ့ရဲ့အဘွားပြန်ကြဆိုပြီးသူကစားခဲ့တယ်ကစားခဲ့တဲ့အတွက်ကိုဒီနေ့ထဲမှာဦးနိုင်ကနော်ဒီနှစ်နောက်ပိတ်ရဲ့မြင်းကုံဒီနေရာလေးမှာပြန်ကြကဏ္ဍဖြစ်နေကစားမှာကစားတော့သူကခွန်တော့ပိတ်တဲ့ကဏ္ဍပြန်ကြတယ်ခွန်တော့ပိတ်ဒီတစ်ခွက်ရှိမယ်နှစ်ခွက်ရှိမယ်သုံးခွက်ရှိမယ် ကွန်နောက်ဘိတ်၃ခွက်ရှိမယ်အဲ့ဒီ၃ခွက်ထဲမှာဥညာဒီတစ်ခွက်ကိုပဲရွေးပြီးထည့်ပေးလိုက်တယ်အနှစ်နောက်ဘိတ်ရဲ့မြင်းကုန်မှာသူကပြန်ကြဒီနေရာမှာပြန်ကြတစ်ခွက်ကစားခြင်းနဲ့နောက်တစ်ခုဒီမှာနှစ်နောက်ဘိတ်အနှစ်တိတ်စီဒီမှာတစ်ခွက်ရှိတယ်ဒီနေရာမှာပြန်ကြတစ်ခွက်ဒါဥညာကစားခြင်းတာပေါ့နော်ကစားခြင်းတော့ကောင်းပြီကစားခြင်းတော့ကောင်းပြီအဲ့ဒီခါကိုဘယ်လိုပုံစံမျိုးနဲ့ဥညာကစားခြင်းတာလဲဆိုတော့၆၈ကွန်ပြန်ကြလိုင်းလေးကိုမျိုးဥညာကလင်တာလေးယူလိုက်ဦးမယ်နော်နောက်ထပ်မတူညီတဲ့ရှူထောင့်ကနေပြီးတော့ဥက္ကဋ္ဌပြန်ပြီးတော့ကစားပြမယ်ပေါ့နော် 68ခွန်းဆိုတဲ့အဲဒါလေးကတော့ရိုးရှင်းပါလေနော်နော်ဒီတုံတုံညာဖြစ်စဉ်တွေအားလုံးကစားပြီးရတဲ့အတွက်ကိုဇောင်းသုံးလုံးတုံညာရဲ့အောက်မှာပြန်ကြကနန်းကစားတယ်ကစားပြီးတာနဲ့သူ့ရဲ့နောက်တဲ့နှစ်မှာနှစ်ထိပ်စီရဲ့မြင်းကုန်မှာခွန်နောက်ပိတ်တဲ့ကနန်းပြန်ကြတယ်ဇောင်းသုံးလုံးတုံညာရဲ့အောက်မှာပြန်ကြကနန်းကစားတယ်သူ့ရဲ့နောက်တဲ့နှစ်မှာနှစ်ထိပ်စီရဲ့မြင်းကုန်မှာခွန်နောက်ပိတ်တဲ့ကနန်းပြန်ကြအဖြစ်နဲ့ကစားတယ်ဆောင်တုံးလုံးတုံညရဲ့အောက်မှာပြန်ကြအဖြစ်နဲ့ကစားတယ်နှစ်ထိပ်စီရဲ့မြင်းကိုမှခွန်နောက်ပိတ်တဲ့ကနေပြန်ကြတယ်အခုဒီမှာလဲဆောင်တုံးလုံးတုံညရဲ့အောက်မှာပြန်ကြအဖြစ်နဲ့ကစားတယ် နှစ်ထိပ်စီရဲ့မြင်းကုန်မှာဒါခွန်နောက်ပိတ်တဲ့ကဏ္ဍကိုပြန်ကြအဖြစ်နဲ့ကစားမှာနော်ပထမဦးဆုံးဦးနဲ့တို့ဒီမှာ၃နှစ်ခွန်ဆိုတဲ့ကဏ္ဍပေါ့၃နှစ်ခွန်ဆိုတဲ့ကဏ္ဍသူ့ရဲ့ဒီအပေါ်ကနေရှိလိုက်၁နှစ်၃၄ပေါ့နော်ယနေ့တက်လိုက်၁နှစ်၃၄၅၆ခွန်၈၉၃၀၄၃၉ပေါ့နော်ဒီမှာ၁နှစ်၃၄၅၆ခွန်၈၉၃၀၈၆ခွန်ပေါ့နော်ဒီ၃နှစ်ခွန်ဆိုတဲ့ကဏ္ဍဒီသူ့ရဲ့နောက်တစ်နှစ်မှာ ပြန်ထွက်မယ်ထွက်မဲ့အချိန်မှာခွန်ပရိရဲ့ဆောင်းကိုထွက်တယ်နော်ဒီ439ဆိုတဲ့ကဏ္ဍဒီသူ့ရဲ့နောက်တစ်နှစ်ကိုပြန်ထွက်မှာခွန်ပရိရဲ့ဆောင်းမှာထွက်တယ်ဒီ394လေးတုန်းကလည်းခွန်ပရိရဲ့ဆောင်းမှာပဲထွက်တယ်နော်ဟုတ်ပြီဒါဆိုရင်ဒီ660ဆိုတဲ့ကဏ္ဍဒီသူ့ရဲ့နောက်တစ်နှစ်ကိုပြန်ထွက်မှာဒီမှာထွက်ခဲ့တဲ့တုန်းကခွန်ပရိရဲ့ဆောင်းမထွက်ဘူးဒီမှာထွက်မဲ့အချိန်မှာခွန်ပရိရဲ့ဆောင်းကိုပြန်ထွက်ချင်တာဒါစီးလိုင်းတွေပါပြီးသားနော်ဒါဦးနိုင်ကသူတို့နဲ့လူရင်းလေးကိုပဲထောက်ပြလိုက်တာဒါ680ဆိုတဲ့ကဏ္ဍပြန်ကြတနည်းနော်ဟုတ်ပြီနောက်တနည်းရကျတော့ဦးနိုင်ကဘယ်လိုပုံစံကစားချင်တာလဲဆိုတော့နော် နောက်တနည်းကျတော့ဦးနဲ့တို့ဒီမှာ6 9 6ဆိုတဲ့ကနေနော်6 9 6ဆိုတဲ့ကနေသူ့ရဲ့ဘီအပေါ်ကနေကြည့်လိုက်1 2 3 4 5 6 9 8 630ဆိုတဲ့ကနေနော်ဒီနေ3569868680ဆိုတဲ့ကနေနော်ဟုတ်ပြီအဲ့ဒီ196ကလည်းသူ့ရဲ့အောက်မှာပြန်ကြဖြစ်နေကစားတယ်နော်တိုင်မင်ကွာဝေးအတူတူပဲ630ဆိုတဲ့ကနန်းကလည်းသူ့ရဲ့အောက်မှာပြန်ကြဖြစ်နေကစားတယ်တိုင်မင်ကွာဝေးအတူတူပဲဒီ680ဆိုတဲ့ကနန်းကလည်းသူ့ရဲ့အောက်မှာဒါပြန်ကြဖြစ်နေကစားနေတာ